2015ခုနှစ်မေလ2ရက်နေ့တွင်အစ္စရေးဒီစီးရီးယားနိုင်ငံဒမတ်စကာရှိတမရအိန်ဒိုနီတဝိုက်တပတ်အတွင်းဒုတိယအကြိမ်မြောက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဒီတိုက်ခိုက်မှုကစီးရီးယားရဲ့အစ္စလာမ်ဥဆောင်တဲ့အစိုးရတိအတွက်တတိပိချက်ဖြစ်တယ်လို့အစိုးရအစိုးရအစ္စရေးအစိုးရကပြောပါတယ်အစ္စရေးသည် လက်ရှိယာယီတမဒတ်အာမက်အဇာရာလက်အောက်တွင် ရှိနေသည်အစ္စရေးနေဇာအနီးတွင်တပ်ဖွဲ့ဝင်များမဆေလွတ်ရန်သို့မဟုတ်ဒရူဇူလူနေစုကို ်ချင်းချောက်ချင်းမပြုတ်ရန်အစ္စရေးကတတိပေးခဲ့သည်စီးရတောင်ပိုင်းမှာအကြမ်းဖက်မှုတွေတိုးလာပြီးနောက်အခုလိုလေကြောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဒီအကြမ်းဖက်မှုဟာဒူဇူပြည်သူစစ်တွေစီးရအစိုးရတပ်ဖွဲ့တွေနဲ့အစွန်ရောက်အဖွဲ့တွေပါဝင်ခြင်းဖြစ်သည်စီးရအစိုးရတစ်ကိုဟာယတာရီအရှမ်အဖွဲ့ကဦးဆောင်နေသည်အစ္စရေးလေကြောင်းတိုက်ခတ်မှုကိုပြင်းပြင်းထန်ထန်ဆုတ်ချခဲ့ပြီး၎င်းတို့ကို NDC တို့တုံ့ပြန်မှုဟုခေါ်ခဲ့သည် တမန်တော်မိုဟာမက်ကိုဇော်ကားသည်ဟုဆွဆွဲသည့်အတံဖိုင်တစ်ခုထွက်လာပြီးနောက်စီးရီးယားတွင်မကြာသေးမီကတိုက်ပွဲများဆက်တင်ဖြစ်ပွားခဲ့သည်တိုတိုက်ပွဲတွေကြောင့်အ ਨੇ စုံလူ56ဦးသေဆုံးခဲ့ပါသည်မကြာသေးမီကအစ္စရေးလေကြောင်းတိုက်ခတ်မှုတစ်ခု ကာနာကာမြို့တွင်အရသာ၄ဦးသေဆုံးခဲ့သည်ဒူဇူဘာဒိတ်ကောင်းဆောင်ရှိတ်ဟီမက်အာဟီရီကစီးရီးယားအစိုးရ၏လောက်ရသည်လူမျိုး၃တပ်ဖြတ်မှုဖြစ်ကြောင်းပြောကြားခဲ့သည် နိုင်ငံတကာအသံဝမ်းမှအကူအညီတောင်းခံခဲ့သည်တိုးတော်လည်းအခြားဒူစုကောင်းဆောင်တွေကညှိနှိုင်းရန်စူးစမ်းဖို့ရွေးချယ်ခဲ့သည်ထို့အပြင်2025ခုနှစ်မေလ9ရက်နေ့တွင်အစ္စရေးလ်စီးရီးယားရှိနေရာအနှံ့အပြားတွင်လေကြောင်းတိုက်ခိုက်မှုကပုံမပြပြတံပြုလုပ်ခဲ့သည်ပြင်မထားသောနေရာများတွင်ဒါမတ်စကာဟာရာစတာဒါရာနှင့်ဟာမာရုဖြစ်သည်အဆိုပါတိုက်ခိုက်မှုများသည့်စီးရီးယားရှိဒူစုအတိုင်းဝမ်းများကိုကာကွယ်ရန်ရွေထားကြောင်းအစ္စရေးလ်စစ်တပ်ကပြောကြားခဲ့သည် စီးရီးယားစစ်အခြေစိုက်စကန်နာနဲ့လေရင်စစ်ကြေးတိုက်ခွဲများကိုတိုက်ခတ်ခဲ့တယ်လို့လည်းသူတို့ကပြောသည်စီးရီးယားအစိုးရတပ်များနဲ့ဒရူဇူတိုက်ခိုက်ရေးသမားများကြားလေးရက်ကြာတိုက်ပွဲများဖြစ်ပွားပြီးနောက်အဆိုပါလေကြောင်းတိုက်ခတ်မှုများထွက်ပေါ်လာခြင်းဖြစ်သည်အဲ့ဒီတိုက်ခတ်တိုက်ခတ်မှုကြောင့်လူ100နီးပါးသေဆုံးခဲ့သည်စီးရီးယားတောင်ပိုင်းတွင်လည်းကောင်းကြီးတပ်များလှုပ်ရှားနေတော့အစ္စရေးကအတည်ပြုခဲ့သည်ဒူဇူရွာတွေကိုရန်သူတပ်တွင်မရောက်အောင်တားဆီးဖို့သူတို့အဲ့ဒီမှာရှိနေပါတယ်အစ္စရေးက တန်ရာရှိသောဒူစုတိုက်လူများကိုတိုက်လျင်ဖြင့်စေဝါကုတရန်အတွက်အစ္စရေးနိုင်ငံသို့ပို့ဆောင်ခဲ့သည်အစ္စရေးဆိုင်ရာကုလသမဂ္ဂအထူးတန်တမန် GO ဖာရာဆန်ကအစ္စရေးတိုက်ခတ်မှုကိုဝေဖန်ခဲ့သည် စီးရီးယား၏အချုပ်အခြာအာဏာကိုချိုးဖောက်ပြီးနိုင်ငံတကာဥပဒေကိုချိုးဖောက်ခဲ့ကြောင်း၎င်းကပြောကြားခဲ့သည်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုကစီးရီးယားအစိုးရတိတ်ကိုတတိပေးခဲ့သည်အီရန်သို့မဟုတ် Hezbollah အဖွဲ့ ဂါစီယာတွင်ဩဇာလမ်းမောက်မှုကိုခွင့်မပြုတင်ကြောင်း၎င်းကပြောကြားခဲ့သည်။အဲဒီလိုလုပ်ရင်အစ္စရေးကပြင်းထန်တဲ့စစ်ရေးရတုပ်ပြန်မယ်လို့တတိပေးခဲ့သည်။အစ္စရေးဒီစီယာစစ်ပဆိုင်ရာပြင်မာများကိုတိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်းနာဒန်ယာဟုကအတည်ပြုခဲ့သည်။ဤတိုက်ခိုက်မှုများကိုအစ္စရေးကအလားတူအခြေအနေမျိုးတွင်ရခင်လုံဆောင်ခဲ့သည့်လောက်ရများနှင့်နိုင်ရှင်ခဲ့သည်။ပါရှားအာဆာကြာဆုံးခြင်းသည် တမိုက်ဝင်အခန်းတန်းနဲ့အခွင့်လန်းတစ်ခုဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်ဒါပေမဲ့ဒီအခြေအနေတိတ်ဟအန္တရာယ်ရှိနိုင်တယ်လို့လည်းသူကဝန်ခံခဲ့သည်ထို့ကြောင့်အစ္စရေးနယ်စပ်လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်ချတာရန်အမိန့်ပေးခဲ့သည်အကယ်၍စီးရီးယား၏အုပ်စိုးဆင်တင်းများကအီရန်ကိုမြစ်ဆွဲရန်ဟစ်ဘိုလာအလက်နက်များပေးမည်လို့မဟုတ်အစ္စရေးကိုတိုက်ခတ်မည်ဆိုပါကအစ္စရေးကပြင်းထန်စွာပြန်လည်တိုက်ခတ်မည်ဖြစ်ကြောင်း၎င်းကရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်နပတ်စလုံးတွင်၎င်းတို့၏ရာသီချက်များကိုပြောင်းလဲရန်ညှင်းဆိုနေကြသည် တဝတဝန်းကလူတွေကအကြံဖက်မှုတွေဘလို့ကြီးထွားလာမလဲဆိုတာကိုစွေးနေကြသည်အခုအချိန်အထိငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့တိုက်ပွဲတွေစတင်ရင်းကြိုးပမ်းမှုတွေကအလုံးမဖြစ်သေးပေ